ချက်ချီခတ်ခံလိုက်ရတဲ့ဂျယ်ရီအခန်း၁၈ဒေါ်လာ2000ရရင်ယွမ်း2000မုံပိုးပေးမယ်လို့ပြောရယ်နော်အဲ့ဒါဘယ်တော့ရမလဲလူရှာနိုင်လင်ဘောက်ဆူရမင်းပြောခဲ့တဲ့စကားကိုတတိယမိတော့ကြောင့်ကျွန်တော်ကအကြောက်ပေါက်မှာကိုမိခိုင်းမိခိုင်းလိုက်သည်ကိုကျော်ဆန်းတို့ကလည်းဟုတ်တယ်မေးမေးကိုမြောက်ပေးသည်ကြောက်ပေါက်မှာကမတုံမလို့ ေးပါလိမ့်မယ်ဟုသာပြောသည်၆ပေါက်မှာကို အာကိုမယံမှန်တည်၍စကပြန်အမကိုမေးခန့်ရသည်သို့တော်ဘာမှမထူးစကပြန်ဟူသည့်အတိုင်းအတူတူပဲဖြစ်သည်အင်္ဂလိပ်စကားကိုအိုကေတလုံးကလွှဲ၍ဘာမှမတတ်သည့်တရုတ်တွင်စကပြန်ကောင်းနေနဲ့အလုတ်တွဲလိုသည်မှာဟာမကြလားပြောခြင်းသည့်အတူထွာလေးကအစား တရုတ်လို့ပြောမှနားလဲတော့ကြောင်းလဲကျွန်တော်တို့မှာစကားမပြောရသည့်အာအီးလို့ဖြစ်ရနေသည်တရုတ်ကောင်းဆောင်ကိုမေ့ပြဖို့အတန်တန်ပြောမှစကားပြန်အမကဝတ္တရားရသွားမိသည်တရုတ်ကောင်းဆောင်ကသူ့ထက်ကတတိကိုမေ့ရမည်ဖြစ်ကြောင်းဗော်လီဘောပုံနေသည်ဒီကိစ္စကသူဖြောဆုံးဖြတ်လို့မရဘူးဟုတ်တယ်အခုအထက်တတိတွေကလည်းအဆက်အသွယ်မရဘူးဖြစ်နေတာ စကားပြန်အမကတရုတ်ကောင်းဆောင်ပြောသည်များကိုထောက်ခံသည့်သဘောဖြင့်ဖြည့်ဆွတ်ပြောပြသည်အဆက်အသွယ်များဦးလည်းပြောသည်တဲ့စီကန်းတွေကဘသူအမိန်နဲ့ထုတ်တာလဲမကျွန်တော်ကခနဲ့ပြီးမိလိုက်ဖြစ်သည်စီကန်းထုတ်တုံးကတထေးတွေရှိပြီးပတ်စံတောင်းကမှတထေးပြောက်သွားသည်ဆို၍မကြင်နာသောကြောင့်လည်းမိလိုက်ခြင်းဖြစ်သည်သို့တော်စကားပြန်အမကဗမာမဟုတ်ခရီးယံဘာသာဝင် တိုင်းရင်းသူဖြစ်၍ မြန်မာစကားကိုဂရက်အနဲ့တင်စားချက်စသည်မြန်ညက်ပြောလင်သဘောမပေါက်ခနဲ့ဒီကိုလည်းခနဲ့မမ်းမသိထို့ကြောင့်လည်းကျွန်တော်စကားကိုအတိမှတ်၍အတီဝင်ပြန်ရှင်းပြလိုက်သေးသည်ကျွန်တော်လည်းကျွန်တော်စကားမအောင်မြင်၍ရင်းနေလိုက်သည်တရုတ်လူမျိုးများသည် သူတို့ဘာပတ်စံကိုသာလိုချင်ကြသည်ကိုယ်စီရာထွက်မိအရေးဆို မသိကြအောင်ရှောင်းလာကြသည်ကျွန်တော်လက်ထဲပတ်စံတပြားမှမရှိတော့ဘူးအတုံးစိကလုံနေသည်အညစ်ပတ်ဆုံးနဲ့ခွေးမသာဆန်ဆုံးသူဒီစကလုံးတွေကကျွန်တော်နားတဝဲဝဲလည်နေသည် စီဝေးလုံးမယ်ကြောက်ပေါ်မှာအော်ပြန်သည်ကျွန်တော်တို့ကလည်းအစီဝေးတစ်ခါလုံးနဲ့ဘာစီကန်းချက်တွေများထတ်ထုတ်လိမ့်မည်လက်နေကြသည်လက်ခံနိုင်သည့်စီကန်းချက်ဆိုအကြောင်းမဟုတ်တော့လဲ လက်မခံနိုင်စရာစိတ်ကန်းချက်ဖြစ်နေလင်းအဖြစ်သားရောက်ကလေးကယနေ့အချိန်ဒီလက်ခံနိုင်စရာကနည်းနည်းပဲဖြစ်သည် ပြဿနာဖြစ်စရာစိတ်ကန်းချက်ကသာ များနေသည်လာလဲကုံတော့မယ်ခုထိ လူမရှာနိုင်ကြသေးဘူးဘိုင်လုံးနေကြလဲတနေ့တနေ့စကားပြောလိုက်အပြင်ထွက်လိုက်တဲ့အချိန်ကုန်းနေရအဲ့ဒီတိုင်ကြက်ကြက်လို့ တတိကလီလာအကုန်လုံးမှလူမရှာနိုင်ရင်နောက်ကုမ္ပဏီရောက်မှာပဲအစည်းအဝေးလုပ်တဲ့ခန်းထဲရောက်ပြီးထိုင်မိကြငါရှိသေးကြောက်ပေါ့မှာကသူ့လုံစာထိုင်စားနေရတဲ့လူတွေတပွဲအောင်ငေါက်တယ်ကိုကျော်ဆန်းကအဲဟာလေးတန်းပြင်တော့ဟိုသတိပေးလိုက်မှပျော့သွားသည်နားမနေတာရှိတယ်မေးပါဆိုတော့လည်းမမေးကြဘူး လူရအောင်ရှာဆိုတော့လည်းမရှာဘူး။တနေ့တနေ့ကွန်ပျူတာရှေ့ထိုင်ပြီးသချင်းနားထောင်လိုက်။လီလာဝါလာလုပ်လိုက်နဲ့။ကြောက်ပေါက်မှာဆက်ပြောနေသည်။ဘူများတို့ခုလိုအေးစေးစေးနေနိုင်စားနိုင်နေတာလကားမဟုတ်ဘူး။တနေ့တနေ့ခင်များတို့စားဖို့ထမင်းဘူးအတွက်ကြည့်အောင်။အဲ့ရတဲ့စောင်းနေမပါသေးဘူး။တနေ့စီရွံကိုတောင်းချီတိန်ချီကုန်းလား။ ော့ငါတို့လည်းကိုကျိုးတွေလုံနေအောင်မဟုတ်ဘူးဟာမင်းတို့တတိတွေအလုပ်လုပ်ပေးနေရပဲလေငါတို့ခိုင်းနေတော့ကျွေးရမှာပဲမကျွေးချင်မခိုင်းနဲ့ရှင်းရှင်းလေးငါတို့အိမ်ပြန်ခိုင်းလိုက်ထမင်းစီတော့တက်တာသေးတယ်ကိုကျော်ကြီးကခေါင်းလေးစောင်းငယ်စောင်းငယ်ပြန်ထားပြောသည်ကြောက်ပေါ့မှာလည်းအုံနောက်မရှိသူပြီးပြီးပြန်လန်မှုဘာစကားမှစဉ်းစားရအောင်မပေါ့ လူရောက်အောင်ရှာဖို့ဆိုတာလွယ်လင်းမှန်နေလားတဖက်လူကလည်းစက်ရုံမဟုတ်ဘူးအုံနောက်ရှိတဲ့လူတွေငါတို့က hi hello ပြောခါရှိသေးတယ်သူတို့ကပြော scammer ဆိုပြီး damn block သွားတာအဲ့မလို့တီးလာပြီးတော့ငါတို့ကကိုယ့်ကိုမိတ်ဆက်ပြီးပါပြီရဲ့ဘာဆက်ပြောအောင်မလဲငွေချင်းမြုံနံမှုအကြောင်းပြောအောင်လဲမင်းတို့ကရည်လဲရှင်းပြတာမရှိဘူး cryptocurrency cryptocurrency စင်စာပြောနေတာ အဲ့ cryptocurrency ဆိုတာဘာလဲမင်းကရှင်းမပြဘူးဒီပုံစံနဲ့ငါတို့ကဘလို့ဆက်လင်းရမှာလဲအဲ့တော့လွန်နေမင်းကိုယ်တိုင်လို့ကိုကျော်ဆန်းကခေစီတွင်းကြပြန်ပြောသည်တရုတ်ခေါင်းဆောင်ကအကြောင်းစီစီတွင်းကြည်နေသည်သူပြောရလဲဟုတ်သည်ရောက်ကလေးက cryptocurrency ဆိုဒီခေါင်းစဉ်ကိုသာပြောဘူးသည်သူကြီးလှုပ်ဆောင်ချက်ကဘလို့ရှိသည်ကိုဘယ်သူမှရှင်းမပြဘူး ငွေကြီးမြုံနှံမိသူကိုမြုံနှံခြင်းလာအောင်ရှင်းပြနိုင်မှကိုယုံမိဖြစ်သည်။ဘာနဲ့ဒူသလဲဟုမူစစ်မြေပြင်ကို တိုက်ပွဲဝင်သွားသည့်စစ်သူကြီးကိုလက်ဗလာကြီးတိုင်သွားခိုင်းနေတဲ့ဒူနေသည်။ငွေကြီးမြုံနှံမိသူကိုငွေကြီးမြုံနှံမှုဆိုတာဒါပါကိုရှင်းပြစရာမင်းမင်းရရဘာမှမသိတော့ကြောင့်လုပ်ငန်းကရှေ့မြောက်ပဲဖြစ်နေသည်။ကျွန်တော်ဒီပင်ကံကောင်းရေဖောက်တရားခြင်းဖြစ်သည်။ အဲ့ဒီဘာရောက်ရင်ခင်ဗျားတို့ပြောစရာမလိုတော့ဘူးဟိုဘက်ကမြုံနံမယ်ဆိုတာနဲ့ခေါင်းဆောင်ပေးလိုက်သူဆက်ပြောလိမ့်မယ်ကျောင်းပေါ်မှာစကားကိုလွယ်လွယ်လေးပြောသည်ကျွန်တော်တို့ကလည်းငြိမ်ညွတ်နေလိုက်သည်ဒီကိစ္စရောက်ရင်ဒီစကားပဲကြားမိကိုတည်တော့ကြောင်ဖြစ်သည်အရေးကြီးသည်ကိုရှင်းမပြလူမရရင်စုံပြီးငေါ့မိပြန်မေးရင်ဟိုလွဲချဒီလွဲချလုပ်မိဒီဖော်မြူလာကြီးတို့တော့ကျွန်တော်အလွတ်ရနေသည် သို့တော့ကြောက်ပေါက်မှာပြောသည့်စကားတွေရောင်းမိဆိုတာပါလားဒီစကားကိုလွယ်လွယ်ပြောလိုက်ခြင်းလားလှုပ်ကနေသတိလက်လွတ်ဖြစ်ပြီးပြောလိုက်ခြင်းလားသူပဲသိမိမိတို့ဝင်ဖြစ်စီဒီစကားကိုပေါ့ပေါ့တန်တန်လှုပ်ရမြကျွန်တော်တို့ဤဘဝနဲ့တိုက်ရိုက်တက်ဆိုင်နေသည်နေသားမောင်ကခုနမင်းပြောတဲ့အထဲကြားလိုက်လို့မေးပြရစီနောက်ကုမ္ပဏီကိုရောင်းမယ်မရောင်းဘူးပြောအောင်ငါတို့ကကုန်ပစ္စည်းမဟုတ်ဘူးလူတွေကလူတွေ နေတယ်မောင်ဒီစကားမင်းစကားလားတတိယပြောခိုင်းတာကိုကျော်ကြီးကခေါင်းလေးဆောင်းကဆောင်းကမြင်ထားမိသည်ဒီစကားကကြောက်ပေါက်မှစကားလည်းဖြစ်နေသည် သူ့စိတ်ထဲတွင်ကျွန်တော်တို့ကို၆ရွေရမည်ထင်မှတ်ထားပုံလည်းရသည်ဒါလှုပ်ထုံးလုံနေပဲလေလူရအောင်မရှာနိုင်ပြန်အောင်ညာတာပဲကြောက်ပေါက်မှပြောကုန်ကတွေးအေးသည်ဒီကိစ္စမျိုးတွေ့ဝန်းနေကြဖြစ်၍တုံ့နှုံမှု အလင်းမရှိသည့်မျက်နှာသားမျိုးဖြစ်သည်ကျွန်တော်တို့ကစေးစအထိုးခါမိကလေးကိုကလေးလိုအံ့မြင်နေနေကြောက်ကြသည်ကြောက်ပေါ်မှာကမကြောက်လင်လင်မကြောက်ချင်စရာ तू ဟာစနေသားခံကလေးကဒီလိုနေရာမှာနေခဲ့ရသည်ပြောဦးသည် तू ပြောတာလည်းဖြစ်နိုင်သည်တရုတ်တွေကရတာလင်ဘာနဖူးမင်တိုက်တူးကြမယ့်လူသားမျိုးဖြစ်သည် သူတို့အတွက်အကျိုးမရှိပဲထမင်းတင်ကြွေးထားမည်လူသားမျိုးမဟုတ်ရလင်ရသလောက်နှိုက်ထုတ်ပြီးယူမိသည်များဖြစ်သည်အရှုံးတော်မခံနမရှုံးပိတ်၍ပင်နှစ်ထီးစီအောင်ရောင်းမိသည်များဖြစ်သည်ဟဲ့နင့်ကိုဘသူကရောင်းမယ်လို့ပြောလို့လဲတတိယငါတော်ဝန်ပြောမယ်နဲ့သကယ်ပြန်မကကြောက်ပေါက်မှာကိုမိကုန်ထုတ်သည်ကျွန်တော်တို့ရုပ်ဥတည်းဖြစ်ပြီဆိုပြီးမသိကြင်အောင်ဆောင်းမိကျင်လား တကယ်မေးချင်လားတော့မသိငါ့အတော်မပြောဘဲနဲ့ဆိုဒီစကားကိုလက်ခံတယ်တေကောင်းဆောင်ကကြောက်ပေါက်မှာထက်စကပြံမှနဲ့ပိုးရင်းနေသည်ပိုးရည်လည်းအာကိုသည်တေဦးစကားကျွမ်းကျင်မှုပိုင်းတွင်စကပြံအမကကြောက်ပေါက်မှာထက်ပူတော်သည်ကြောက်ပေါက်မှာကလုံးစိပတ်စိနားလေသည်မဟုတ်ဘာသာပြန်ရင်းလွဲသည်ကများသည် ထို့ကြောင့်လည်းကျွန်တော်တို့ရောက်ကြရာ၆ထားခြင်းဖြစ်နိုင်သည်။ကျောင်းဆရာလောကတွင်ပြောစမှတ်တွင်ဆရာတစ်ခုရှိသည်။ကလေးတွေကကိုယ့်ရဲ့ပူတော်စီလည်းရှိနိုင်သည်။တချို့ကလေးတွေက ပေါပေါရှာရှာလည်းမိတတ်သည်။ထို့ကြောင့်ကလေးတွေမမေးရင်ဆရာကဥအောင်မိကုန်းနဲ့မိပြီး၆လန့်ထားရသည်။သို့မှသာ ကလေးကမိကုန်းမေးသည့်ဆရာကို လန့်သွားပြီး နေသွားလိမ့်မို့လားကျောင်းပေါ်မှာလဲဒီလမ်းစဉ်ကိုလက်ကင်ထားဝင်ရသည်တရုတ်ကောင်းဆောင်ကလက်ပိုက်၍ကျောင်းပေါ်မှာကိုပြောသည်မတ်တရက်လက်ပိုက်သည့်ပုံစံသည်တရုတ်ကောင်းဆောင်၏ပုံစံအမှန်ဖြစ်သည်ကျောင်းပေါ်မှာကကြောင်တောင်တောင်လှုပ်ပြီးကောင်းနေနေသည်နားလေသည့်ပုံမှန်မပေါ်စကင်မြန်အမကကျောင်းပေါ်မှာအခြေအနေကိုကြည့်နေသည်ကျောင်းပေါ်မှာ တရုတ်ခေါင်းဆောင်ပြောခန်းသူကိုမပြောပဲရက်နေသည်တရုတ်ခေါင်းဆောင်က "तू ပြောသည်များကိုကြောက်ပေါက်မှာကပြန်မပြောသေး၏လက်တုပ်ပြီးပြောခိုင်းနေသည်ကြောက်ပေါက်မှာကအင်းအဲတာလုံနေသည်တရုတ်ခေါင်းဆောင်လည်းစာပြီးဟူသာညှိနှိုင်းသည်စာပြီးဟူသည်မြန်မာလူတောက်အားဟုပြောခြင်းဖြစ်သည်ထို့နောက်ဇဂပြန်အမကိုရှင်းပြခိုင်းသည် ူပြောတာပါဗောနော်နင်တို့ကလူကိုစူးစမ်းပြီးရှာမယ်ဆိုရင်ရောင်းစရာမလိုဘူးဗောနော်အခုနင်တို့အလုပ်တာ तू လိုက်ကြည့်တယ်စကားပြောတဲ့ तू तू မတွေ့ရဘူးဗောနော်အဲ့လိုမျိုးနားမလည်ရတာဘာလားမသိဘူးတဲ့သူလည်းလာမမေးကြဘူးတဲ့ဒီလကုံဒီလူရအောင်ရှာဖို့ဗောနော်အဲ့ဒါစကပြန်အမကအေးတက်တာရှင်းပြသည်ကြောက်ပေါက်မှလည်းမဟုတ် ျွန်တော်လည်းရှားနေရပဲဗျာအကောင့်က suspend နဲ့ထိတိနေရတော့မတက်နိုင်ဘူး Facebook အကောင့်ခိုင်အောင်အရင်လုပ်ပြီးပေါ့ဗျာအခုကလူရမယ်ကြံရင်အကောင့်ကပြက်သွားရင်ဘယ်လိုလုပ်လူရတော့မလဲခင်ဗျားတို့ကလူရကြင်တာပဲတည်တယ်ကျွန်တော်တို့ဘက်ကဘာခက်ခဲဖြစ်နေလဲကြဘယ်သူမှမမေ့ဘူးအကျိုးအကြောင်းစီလျော်တော့လေအောင်မြင့်လေတံကလည်းနည်းနည်းမာသွားသည် တေယုခေါင်းဆောင်ကိုကြည့်ပြောမိအစားသကပြာမကိုကြည့်ပြောလိုက်ရာသကပြာမလည်းဒေါသထွက်သွားသည်ဒီကိစ္စဘသူမှဘသူမှကိုပြောရခက်သည်သကပြာမကလည်းတေယုခေါင်းဆောင်ပြောခိုင်းပြောရသည် အောင်မြင့်ကလည်းသူခံစားရသည်ကိုပြောပြခြင်းဖြစ်သည်သူเจ้าနဲ့သူမှန်းနေသည်တို့တော့အောင်မြင့်အကြီးကကြည်ရမယ့်သူကိုမကြည့်ပဲမကြည့်ရမယ့်သူကိုကြည့်မိသည်တည်းတင့်မှမှုတစ်ခုဟာ မလို့အဘိဖြစ်ပေါ်လာသည်ငါလည်းသူပြောခိုင်းတာပြောတာလေငါ့ကို ပြောင်းအောင်နေကြမလို့နင်တို့ကစေနာနဲ့ကိုမတန်ဘူးငါရောက်ကြရနင်တို့ဘက်ကနေအမြဲကြည့်ပေးတယ်ငါတို့တနိုင်ငံနေသားတွေပဲဆိုတဲ့စိတ်နဲ့အမြဲကူညီပေးတယ်နင်တို့ကငါစေနာကိုနားမလဲဘူးနင်းကစပြီးနင်တို့လည်းလှုပ်ချင်တာလှုပ်နင်တို့ဖြစ်နင်တို့ခါညစကားပြန်အမစိတ်ထိခိုက်သွားတယ်သူတို့ ူပြောတာလည်းဟုတ်သည်ကျွန်တော်တို့ကကြောက်ပေါက်မှနေနေရလင်ကြောက်ပေါက်မှခြွန်သည်နဲ့ကျွန်တော်တို့အားလုံးမဟာဒုက္ခတွင်းဆုံးကြနေတော့ပြီစကပြန်အမကတာချီလီဟိုတယ်ကထွက်ကလေးကတလီရဲစီးရရတော့ကြောင့်ကျွန်တော်တို့ကိုခင်လဲခင်တန်ရောစံလဲရှိသည်အထူးသဖြင့်ကျွန်တော်နဲ့ခင်ဝေအတွင်းကြီးသူအားကြကြောင်းခဏခဏပြောဖို့သည် ူကယောက်ျားနဲ့ပူပူနွေ့နွေ့ကွဲထားသောကြောင့်လဲရံမဖြစ်ဘူးသောကျွန်တော်နှင့်ခင်ဝေကိုအားကြခြင်းဖြစ်နိုင်ပါသည်ကျွန်တော်တောင်းဆိုသည်အသေးမဟုသမျှသူ့ကြောင့်မရခဲ့ခြင်းဖြစ်သည်ဒါဟုကျွန်တော်တို့ကမေ့ပျောက်ပြီးသူ့ကိုလေတံမာသွားမိခြင်းဖြစ်သည်ပြီးတော့မရှင်းတာတစ်ခုမေးဦးမယ်ဗျာလူရအောင်မရှာနိုင် လာစားမပေးဘူးလားဥပမာဗျာ လူများလို့ဆိုပြီးပေးရမလားတာကိုလျှော့တာမျိုးလုံးမလားဒါမှမဟုတ်လူမရဘူးဆိုရင်လာလာလုံးလုံးမပေးတော့ဘူးလားအသိကျင်တယ်အကြီးတဲ့ကိုကျော်ဆန်းကမျက်နှာမျက်နှာကိုဘေးထားပြီးထမင်းနေသည်ကောင်မလေးများကလည်းကိုရိုင်းသာထမမေးခြင်းသည်မီးလောင်ဟာလေးပေးရမည်ဆိုရင်ပန်ကားရောရက်တောင်မှာခတ်ပေးမည်သူများဖြစ်သည်အစည်းအဝေးကနေတွင်သူတလူငါတမင်း ထင်ရအောင်တယောက်တစ်ပေါက်ပြောတဲ့ကအစည်းဝေးကန်းနဲ့ပဲမတူတော့လောင်းကစားရုံရောက်နေသည့်ပုံဖြစ်သွားသည်ပါဇက်ပေါက်ပေါင်းအပေါင်း20ယောကထွက်လာသည့်စကားသာများသည်အခန်းနယံကိုဒရဇက်ပြပောင်းနေသည်ကိုကျော်ဆန်းကပြောချင်ရပြောပြုံနေမပြီးဘေးကဘိုးဖြူနဲ့မှ အဖော်ညှိပြီးပြောနေသေးသည်စကားပြောင်းအမမျက်နှာက တင်းလွန်ပြီးမျက်နှာကြီးတစ်ခုလုံးပေါက်ကွဲသွားမှပြင်ဆိုရသည် မြတ်တော်မခတ်ဘဲကိုကျော်ဆန်းကိုကြည့်နေပုံကအကောင်လိုက်မျက်လုံးနဲ့ရောက်သွားလိမ့်မလားဟုထင်ရသည်ညီတို့အားလုံးသိအောင်ငါပြောမယ်နော်ငါ့ကိုလစာကိစ္စဘာမှလာမမင်းနဲ့ငါဘာမှမသိဘူးငါစက်ကပြန်တထေးမဟုတ်ဘူးသိကျင်နေတို့တထေးကိုနိုးပါသာမီအခုလုံးနဲ့ပတ်သက်ပြီးဘာမရှင်းတာရှိလဲမရှိရင်စီဝေးသိမ့်မယ်ကျေးနပ်လား ဂျင်းနဲ့လက်လူအလုတ်ဆက်လုံးမယ်။မဂျင်းနဲ့လက်လူကကိုယ်ပစံတဲ့ကိုယော်ပြီးပြန်냐မယောနိုင်ဘူးဆိုရင်ဘာစကားမှမပြောနဲ့ကို့အလိုကိုလို့ပြီးလူရှာလာစားကိစ္စလာမမင်းနဲ့တခါလုံးခဏတိုင်းငြိမ်သွားသည်ကိုကျော်ဆန်းကတော့ထုံးစံတိုင်းအရွက်တိုက်ပြီးလက်သေးကင်ထားသည့်စာအုပ်ဘောပင်များကိုစောင့်ချသည်တယောက်တစ်ပေါက် မကျေနပ်တဲ့တွေကလည်းတော်တော်ညံနေသည်စကပြင်းအမှားလည်းရခင်ကလိုပေါ်ပေါ်ရွေသိမ့်မရှိတော့ခတ်တန်းတန်းသာနေတော့သည်ဘသူ့ကိုကြောက်အောင်မှမသိသည့်အနေထားလည်းဖြစ်လာသည်စကပြင်းလည်းစကပြင်းအလျောက်အာနာတန်ပါလာသည်တခင်ပါတောင်းဤခြေလေးချောင်းတော်လိုင်းရဲတဲ့ကဝက်အာနာရှင်တွေကိုပဲတတိယနိုင်မိသည်ကျွန်တော်တို့ဖွယ်ရင်လေအလူမီနီကြတော့ပဲ ဖြစ်သလိုနေမည်ဆိုသည့်လူတွေကတကိုင်းဖြစ်လာသည်တချို့ကလည်းရောထွက်ရန်အင်္ဂါပစံလန်းတောင်းကြသည်တချို့ကောင်မလေးတွေကငိုလို့ယူလို့မပြီးအနိုင်ချင်းခံနေရသည့်ကလေးတွေနေမည်တူတော်သည်မြန်မာလူမျိုးများသည်အောက်ကျနောက်ကျနိုင်လာသည့်အဖြစ်ကိုရင်နာနာကြည့်နေရသည့်ကာလများပင်ဖြစ်ပါသည်